ဟောနောက်တစ်ခုမကောင်းမှုကိုအကုသလအကုသိုလ်လို့ခေါ်တယ်ဗမာတွေကအဓိပ္ပာယ်ကိုဒီအကုသလရဲ့အဓိပ္ပာယ်ကို မဖွင့်ဆိုတော့ပဲနဲ့အကုသလကိုအကုသိုလ်လို့ပဲဒီလိုပဲပြန်လိုက်ကြတို့ဆိုစကလုံးကပြတဲ့အဓိပ္ပာယ်ကိုသိတဲ့နဲ့ပေါ့စကလုံးကပြတဲ့အဓိပ္ပာယ်ကအကုသလဆိုတာ ကုသလဆိုတဲ့ပုဂ္ဂိုလ်အရင်နားလည်အောင်လုပ်အောင်ကုသလဆိုတာကုဆိုတာအဆိုးတရားတွေကိုတလဖယ်ရှားပြစ်နိုင်တဲ့အကောင်းတရားကိုကုသလကုသိုလ်လို့ခေါ်တယ်အဆိုးတရားတွေကိုဖယ်ရှားနိုင်တယ်အဆိုးတရားတွေကဘယ်မှာရှိလဲဆိုရင်ကိုယ့်ရဲ့စိတ်အစဉ်ထဲမှာရှိတယ်အဲ့ဒီအဆိုးတရားတွေကဘာတွေလဲလို့ဆိုရင်အေးပစ္စည်းဘောဖြစ်ဖြစ်တတ္တဝါဘောဖြစ်ဖြစ်သက်မဲ့ဘောဖြစ်ဖြစ်သက်ရှိဘောဖြစ်ဖြစ် လိုချင်မှုတွေ့တာမှုဆိုတဲ့လောဘမုံတီးမှုဆိုတဲ့ဒေါသအမှန်မသိမှုဆိုတဲ့မောဟကိုယ်အထင်ကိုကြီးပြီးတော့သူများကိုအထင်သေးမှုဆိုတဲ့မာနသူများကြီးပွားတာကိုမနာလို မရှုစိတ်ဖြစ်ပြီးတော့ပျက်စီးရပျက်စီးကြောင်းလုံးတယ်ဆိုတဲ့အိတ်သာမိမိကိုယ်တိုင်သာကြီးပွားလို့ပြီးသူများကို မကြီးပွားစေခြင်းနဲ့စိတ်ယုံမှာဟောအဲ့ဒီတဘာဝတရားတွေဟာ အစိုးတရားတွေပဲအဲ့ဒီအစိုးတရားတွေကိုဖယ်ရှားပြစ်နိုင်တာကတော့ကုသိုလ်တရားဖြစ်တယ်အဲ့ဒီကုသိုလ်တရားရဲ့ဆန့်ကျင်မဲ့အဆိုတာ negative အဓိပ္ပာယ်နဲ့ဆန့်ကျင်မဲ့အဲ့ဒီအစိုးတရားတွေကိုဆန့်ကျင်ပြီးတော့ဖယ်ရှားပြစ်နိုင်တဲ့ဆွမ်းအားရှိတဲ့တရားเนาะအစိုးတရားတွေကိုဖယ်ရှားပြစ်နိုင်လို့ကုသိုလ်လို့ခေါ်တာအဲ့ဒီကုသိုလ်ရဲ့ဆန့်ကျင်မဲ့တွေကြတော့အကုသိုလ်လို့ခေါ်တယ် အဲ့တော့အပြန်အားဖြင့်နားလဲရမှာကကုသိုလ်ကကောင်းကျိုးချမ်းသာတွေကိုပေးတယ်အာကုသိုလ်ကြတော့သူနဲ့ဆန့်ကျင်ပဲဒုက္ခပေးတယ်လို့ဒီလိုထိပဲရတယ်ပေါ့အဲ့တော့မကောင်းမှုရဲ့တယုတ်တရံဟာမကောင်းမှုကိုပါပလို့လည်းခေါ်တယ်အကုသလလို့လည်းခေါ်တယ်အတာထုလို့လည်းခေါ်တယ်အဲ့ဒါတွေဟာမကောင်းမှုဆိုတာတူတူပဲ ရှုထောင့်တစ်ခုစီကနေနာမည်ပေးထားတာအဲ့ဒီမကောင်းမှုမျိုးတွေကိုရှောင်နိုင်ရမယ်လို့ဒီလိုမြတ်စွာဘုရားဟောတာ